ုံးမဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆရာမခက်မာရေးသားထားတဲ့ပီတိတစ်ပင်ဆိုတဲ့ဝိထုတော်လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ကျမနဲ့တူနားဆင်ခံစားကြပါရှင်ပီတိတစ်ပင် င်းမီးပေါ်မှာမီးခိုးမအိုပဲမီးညွန့်တွေတရှင်ရှင်တောင်းနေလျင်အဖွားကပြုံးနေတော့သည်ထင်းခွေတော်တဲ့နေရာမှာတော့ငှမီးကဆမ်းမဲအဖွားကပြောနေကြစကားကိုကျမကလည်းလုံနေကြအတိုင်းအဖွားကိုမျက်လုံးပြူ၍စိုက်ကြည့်နေလိုက်သည်အဖွားချီကျူတာကိုရင်ထဲမှာကျင်းနေပေမဲ့ဘလို့တုံ့ပြန်ရမည်မှန်းမသိပါဒီပီလိုရွက်တွေကလည်းသူထင်းခွေထွက်ရင်ခုလာတာလေငါမကြီးကအဲ့ဒီလိုအသီးရွက်ရှာတာလဲတော်တယ် အိမ်မှာတို့စရာမရှိတာတို့ဟင်းရည်တောင်မရှိတာတို့ဆိုသူ့ကိုသာပြောလိုက်သူပြန်ထွက်သွားပြီး15မိနစ်နိုင်ဝက်ကြာလို့ပြန်လာရင်တို့စရာမျိုးစုံနဲ့ဟင်းညိုချက်ဖို့တခုခုတော့ပါလာတာပဲအဲ့ဒီတော့ငါတော့အဖွားကကျမကိုထန်းတက်လက်မှတ်ပေးနေမှမသိခဲ့ပါတကယ်တော့လေကျမတို့လိုကြေးလက်တော်ရွာမှနေသူတွေဖို့တို့စရာ မြုံစရာဟင်းချိုခက်စရာရရှိဖို့ကခက်ခက်ခဲခဲမဟုတ်ပါဒါပေမဲ့အဖွားက60ကျော်80ဝန်းကျင် အမေကကြတော့ကျမတို့နေသောရွာနဲ့အတော်လှန်သောရွာတရွာမှာမူလာတန်းကျောင်းဆရာမတာဝန်ကြသည်မို့ထိုရွာမှာနေရသည့်အချိန်ကများသည် မောင်နှင့်ညီမကလည်းငယ်ရွယ်သေးသောအရွယ်ရီမို့ကျမကတကိုယ်ရီအတွေးနှင့်နေရတာကြိုက်သူမို့ရွာနောက်ဖက်ရှိစိုက်ခင်းများဘက်သို့တယောက်တည်းလမ်းလျှောက်ရင်းဟင်းရွက်ရှာနေရတာထင်းခွေနေရတာမျိုးမှပျော်ပိုက်တတ်သည်တချို့နေရီဆိုရွာရှိတွဲဘက်အလဲတန်းကျောင်းကဆင်းသည်နှင့် ကျောင်းဝစ်စုံကိုလည်းကထမင်းအိုလက်တဆုပ်ခု ကိုရိုင်းလှထားသောဝါယိုငမြားရံကိုဆွဲပြီးအိမ်နောက်ဖွေးချောင်းပေးစီပြည့်၍မမောင်မချင်းကမြားနေရတာကိုလည်းကြိုက်ပြန်သည်။ငါမြားရသည်ကိုသူများသက်တက်ရတာမို့အဖွားကတိတ်မကြိုက်ခြင်းပေမဲ့ကျမမြားထားသောငါမြားကမိသားစုအတွက်မကြခနာဟင်းလျာဖြစ်ရတာမို့ငါမြားတိုင်းတော့လည်းမတားပြန်ပါ။ဒီနေ့ဆိုငါမြေမြားလာတဲ့ငစင်ရိုင်းကြောရှိတွေကို အိုကက်စီပြန်ချက်တဲ့ သူခူးလာတဲ့ပီလောရွက်ကိုဟင်းညိုချက်တယ်။သူထင်းခွေထွက်ရင်ခူးလာတဲ့ဇောင်းလျားသည်ကိုတုတ်စားတယ်။ဖွားရီလုတ်တဲ့ဖွားကဟင်းချိုအိုးကိုမိဖို့ပေါ်မှချသည်။လှီးနေသောကျက်တော်နေကိုလက်စားသက်သည်။ပဇွန်ကြောက်ထောင်းပြီးပြီ။ကျက်တော်ဖြူစီချက်ချက်ပြီးပြီ။မြေပဲလှော်လေးမှွေမှွေရပြီ။ကျွန်တော်လည်းထမင်းဝိုင်းပြင်ပေးပါမယ်ဆရာမကြီးရဲ့။ငါအိုးကဏ္ဍကမှွေငပိရေပြောနဲ့ မျိုးမလာလဲတော့ဆရာကလေးကိုမြင့်ဆွေကပြောလဲပြောနိုင်ရံမှာကတ်ထောင်ထားသောထမင်းစပွဲကောင်အဝိုင်းကလေးကိုလှည့်ယူလာပြီးအေကန်းလည်းမှချသည်ထမင်းစားပြီးသွားတော့မှညီရဲ့ထင်းခွေငါရှာဟင်းရွက်ခူးတဲ့အတွေ့အကြုံတွေမေးရအောင်မယ်တနခါပပလိန်ထားသောဆရာကလေးကိုမြင့်ဆွေကကျမဘက်လှည့်ပြောတော့အဖွားကအတန်ထွေအောင်ရည်သည်မီမီငါမီးကအဲ့ဒီဘက်မှာတော့တကယ်တော်တယ် ဟုပြောသည်။ကျမကလည်းအခိုးမပြေသေးသောကျသွန်နေကြောင့်မျက်ရည်ဝိုင်းလျက်ကပင်ရောရောင်ရီမောလိုက်သည်။တကယ်တော့ဆရာကလေးကိုမြင့်ဆွေကကျမတို့အိမ်ကို လာလေတာမဟုတ်ပါ။သူ့ဘာသာတခြားကိစ္စနဲ့ရွာကိုလာတာ။အိမ်ရှိမှသူဖြတ်သွားတာမြင်၍အဖွားကကြုံလုံးထမင်းစားသွားပါအောင်ဟုနှုတ်ဆက်တော့ဆရာလေးကဘာဟင်းချက်လဲဟုပြန်မိသည်။အဖွားကထွေထွေထူးထူးစကားဆက်ပြောမနေတော့ဘဲ။ အိမ်ထဲဝင်ခဲ့ဟူသောသဘောဖြင့်လက်ရက်ခေါ်တော့ဆရာလေးကဝင်လာသည်။အမလီဟင်းနံတွေကမှွင့်လိုပါလား။ဒီမာရင်ဖွားကသူ့ထမင်းဝိုင်းဒီကဖွင့်တော်သည်။အဖွားကဟင်းချက်လျင်ဆိတ်ရှည်လက်ရှည်စင်ပြေနေပြီးချက်တက်သူပြီးပြီးလူတိုင်းတည်သောငါးလေးအိုကတ်ဟင်းချက်နီးကိုပဲဖွဲ့ဖွဲ့နှွဲ့နှွဲ့ပြောတော်သည်။ဒီနေ့ចောင်းပိရဲ့ဆိုတော့နင့်တူမကမနက်ခင်းကခြောက်နေစင်ငားမြလိုက် ကျက်တံဖြူအနီကိုမှုေးလာအောင်စီးတက်ပြီးငရုတ်သီးဆက်ဆက်နဲ့အုတ်ကက်ချက်ထားတယ်။ငါဟင်းချက်နေတော့နင့်တူမကပီလောရွက်လက်တဆုပ်သွားခူလာတယ်။အဲ့ဒီပီလောရွက်တွေကိုငါလေးနှစ်ကောင်သုံးကောင်နဲ့ဟင်းချိုချက်ထားတယ်။အကုံလုံးလက်လက်ဆက်ဆက်တွေ့ကြည့်ပါလား။ကြုံလုံးစားသွားလိုက်ပါဦးမယ်ဆရာမကြီးရဲ့။အဖွားကကျမတို့နေတော့ရွာမှာမူလာတန်းကျောင်းအောင်ဆရာမဟောင်းမို့အဖွားတပည့်ဟောင်းတွေတပည့်ဟောင်းများဤမိပါရီပြင် ဆရာလေးကိုမြင့်ဆွေတို့လိုမိတ်ဆွေတွေကပါဆရာမကြီးဟုပဲခေါ်ကြသည်။မောင်မြင့်ဆွေငှက်လက်ရာကိုရှာလဲသွားမယ်။အဖွားကနောက်ပြောင်ပြောတာပဲမဲ့ဆရာလေး ကိုမြင့်ဆွေကတကယ်ပဲခေါင်းမဖော်ရန်လွှဲတော်သည်။ငါပြည့်ရီဖြော်လေးရလဲကောင်းလိုက်တာ။ဟုပြောရင်ငစင်ရဟင်းကိုတွင်တွင်ထဲသည်။ပီလောရွယ်ဟင်းကျိုကလည်းခချွဲချွဲမို့လေချောင်းနဲ့ဝင်လို့ဝင်မှန်းမသိဘူးဆိုကမနာရန်တောက်သည်။ ထမင်းစားပြီးတော့သူ့နှဖူးချွေးတွေတီးနေပြီ။ကောင်းလိုက်တာဆရာမကြီးရဲ့ကျွန်တော်တို့မြို့မှာ ရေခဲရိုက်ငါစားရတာဗျ။တခါတလေတောတယ်နဲ့ဆုံးမှငါလက်လက်ဆက်ဆက်စားရတာ။ဒါတောင်ခုလိုချက်ချင်းချောင်းတွေကဖန်ချက်ချင်းချက်တဲ့ငါဟင်းကိုဘေးမိမလဲ။ဟင်းရွက်ကလည်းအခုခုအခုချက်ဘလောက်လက်ဆက်တလဲ။ဘလောက်ကျမ်းမာရင်းနဲ့ညင်ညွတ်တလဲ။ကျမနဲ့ဆရာလေးကပြိုင်းတို့လိုလိုထမင်းစားရပြီးသည်။လူကဝါသလောက်ဘာလို့လို့လေးလံတော့ဖွာကားတော့ နောက်ထပ်7မိနစ်လောက်ကြာမှလက်စာတက်လိမ့်မည်။ဆရာလေးကရင်နွေးချမ်းကိုအရသာခံတော့ရင်ကျမဘက်မျက်နှာမူလိုက်သည်။ကဲပြောစမ်းပါအောင်အတွေ့အကြုံ။ကျမတို့ရွာကတမိုင်းဝင်လက်တူချောင်းဤဟိုဘက်ဒီဘက်တစ်ဖက်တစ်ချက်မှာအင်္ဂလိပ်တွေတန်းစီဆောက်ထားသောတမိုင်းဝင်ရွာကြီးဖြစ်သည်။အိမ်တွေကချောင်းကိုကြောပေးဆောက်ပြီးကန်တစ်ဖက်တစ်ချက်မှာမျက်နှာချင်းဆိုင်အိမ်တန်းနှစ်တန်းရှိသည်။တဖြည်းဖြည်းလူနေထူထပ်လာတော့ အိမ်နှန်းတွေကနှစ်ထက်သုံးထက်ဖြစ်လာသည်။ကျမတို့ရွာအလဲပိုင်းအိမ်တန်းနှင့်ငားမွေးကန်ကြားနေရာတွေက ထိုတောတတိလေးကကျမထင်းခွေထွက်ရနေရပြီ။ထိုနေရာတွေကိုသူ့အကန့်အသတ်နှင့်ပိုင်သူတွေရှိပေမဲ့ထင်းချောက်ကောက်တာမျိုးတဘာဝအတိုင်းပေါက်နေသောဟင်းသီးဟင်းရွက်ခူရာမျိုးကိုတော့ဘသူမှမတားကြပါ။ပိုင်ရှင်ရှိမြေကွက်မှတစ်ပင်ကို ခုတ်တာမျိုးဆိုရင်တော့စကားပြောကြရသည်။ကျမကထိုတောကလေးတစ်ခွင်ကိုသွား တဘာဝအတိုင်း၆ပြီးကြိုးကြနေသောတိကိုင်းကြောက်တွေကိုသာထင်းဖြစ်ကောက်တာဆိုတော့ဘယ်တော့မှပြဿနာမဖြစ်ခဲ့ပါထိုတော့လေးတဲ့တွင် မကြီးပင်ကြီးသုံးပင်ရှိသည်တုတ်စာဟင်ကြိုချက်ငကြီးနှင့်အည်တောက်ချက်စာရသည် မကြီးသည်နုလေးတွေတီးပြန်တော့ပိုင်ရှင်ထံခွင့်တောင်း၍ခုပြီးထောင်းစာခြင်းစာငပိချက်ချက်ချင်းချက်ပေါ်ကျမကတခါစာနည်းနည်းပါပါသာခူရာရော မကြီးပိုင်ရှင်ကအဖွားတပည့်ဟောင်းဖြစ်တာရောကြောင့်ဘယ်တော့မှပြဿနာမတက်ခဲ့ပေမဲ့ပိုင်ရှင်ကမပြောပဲမကြီးသည်ခုသည်တချို့ကလေးတွေကတော့အော်ခံရတာမိဘကိုအတိုင်ခံရတာတွေရှိသည် မကြီးသည်မှဲ့ချိန်မှာတော့တဘာဝအတိုင်ကြွေကြသည်မကြီးသည်မှဲ့များကိုကလေးတိုင်းကာယူခွင့်ရှိသည်အပင်မော်တက်ခူးတာကိုတော့ပိုင်ရှင်ကလက်မခံမီငါးမွေးကန်နှင့်တော့ကြမျက်ရိုင်းခြုံမုတ်တွေတွင်မှာတော့ တဘာဝအတိုင်းအလေးချပေါက်သောပီလောရွက်နှင့်ကြာဟင်းညွန်၊ကစွန်ရွက်၊ကညွန်ရွက်တို့ရှိသည်။အဖွားကပဇွန်ဆက်တုပ်၃၄ကောင်မယုံစုံနဲ့ထည့်၍မညက်တညက်ထောင်းသည်။ထောင်းပြီးသားပဇွန်ကိုထင်းမိဘော်တွင်ပွက်ပွက်ဆူနေသောရင်တွေအိုရဲတပြားရိုက်ထည့်သည်။ရွာထွက်ငံပြားကြီးလေးဖြန့်ပြီးနောက်ဆုံးမှာရေစင်စင်စေးထားသောပီလောရွက်ဟင်းကျိုးကချိုးပြီးမှွင့်နေသည်။ ယုံပရိသည်လိုခက်ချွဲချွဲရှိသောပြီးလောရွက်ဤရသားကိုလည်းကျမကကြိုက်သည်။ကျမတို့ရွာတော်နာမည်ကြီးငခုံးမခြင်းကိုငရုတ်သေးစဉ်ရှန်နန်နန်စစ်တော်နေတို့နှင့်တုတ်ခါပြီးလောရွက်ဟင်းကြိုချွဲချွဲငပိရေပြောနှင့်ထမင်းစာရသောနေတွေကိုကျမဘယ်တော့မှမငြင်းငွေခဲ့ပါ။ငားကန်နဘေးကတဘာဝဟင်းရွက်ခင်းထဲမှာကြာဟင်းညွန့်လို့ထိကယုံတို့ကန့်ကလာလို့တခြားတို့เสียရအရွက်တွေလည်းရှိနိုင်သည် မိုးမာရတော့ကျမအကြိုက်ဆုံးစားစရာတစ်ခုကတော့မိုးပင်။နွေရာသီတုန်းကတလင်းပြင်းထဲမှာပုံထားသောကောက်ရိုးပုံတွေထဲမှာဘေးမှာကောက်ရိုးမိုးတွေအစီအရေပေါက်ကြပြီ။မြေပဲခွန်ကြောက်ပဲခွန်ကြောက်ပုံတွေထဲမှာထပေါက်သည့်ပဲမိုးတွေကတော့ကောက်ရိုးမိုးထက်ပင်များသေးသည်။တရက်တုံးမိုးဝဘိုးမိုးမိုးမှန်သမျှကျမကအကုန်ကြိုက်သည်။ရန်ဖန်ရန်အခါကံကောင်းမှရရတဲ့တော့တောင်ပို့မှုကိုတော့အကြိုက်ဆုံးမည်။ ဆောင်းရာသည်ရောက်လျင်တော့ရွာထိပ်ဖုန်ကြီးကြောင်ဝင်ထဲမှတခုတ်ပွင့်တွေတွားကောက်နိုင်သည်ရင်းနှံတင်းတင်းမွေးသောတခုတ်ပင်ဤဝစ်ဆန်တွေကိုဖဲထုတ်ကာရေနွေးနှင့်ပြုတ်ပြီးတို့စားရတာလဲသဘောတွေ့ပြန်သည်နွေရာသီမှာကောက်ရွေရသောလက်ပံပွင့်ကောင်းနှင့်ခင်းချင်သည့်ရောချက်ခါ အဖွားလက်ရာချင်းရီဟင်းကိုတော့ဘသူမှမမိဘူးထင်သည်အလွန်လက်ဆက်၍တမြေဩစာအလျင်းမပါသောအတီးရွက်အားလုံး၏အချုပ်ကတော့လောင်စာထင်းမင်းဖြစ်သည် ထင်းမီးလောင်စာနှင့်မချက်ပြုတ်ခြင်းထိုအသီးရွက်များ၏ရတာကဘလို့မှမပေါ်လွင်နိုင်ပါအဖွားကဗာဟင်းချက်ချက်မီးရီနှင့်ကြကြချမ်းမှအရတာပေါ်သည်ဟုအမည်ပြောသည်တကယ်လည်းအဖွားချက်သည့်ဟင်းတွေကအရတာရှိလာသည်အမေကတော့စိတ်မရှိသူမှုမီတဟုံဟုံနှင့်မြ мян စုမြ мян ကြက်တာကိုကြိုက်သည်မီးရီပဲဖြစ်ဖြစ်မီးကောင်းကောင်းပဲဖြစ်ဖြစ်ထင်းဖြစ်သုံးတာအသားမာဖို့နှင့်ခြောက်ဖို့ကအရေးကြီးသည် ထင်းသားမှာတော့အစိုက်ခံပြီး၆တော့မိโกမဦးပြီအဖွားကမိโกနဲ့နန်သောဟင်းကိုတင်းခံနိုင်မှာထင်းဤသဘောကိုသိနေတော့ကျမကထင်းခွေထွက်လျင်တရက်ကိုင်းလို မကြီးကိုင်းလိုမူဦးပင်တွေဤအကိုင်း၆မမာတွေကိုဦးစားပေးရှာတတ်သည်ကျမညီမကို ထင်းခွေခိုင်းလိုက်လျင်ငယ်တာရောစိတ်ဝင်စားတာရောကြောင်းထင်းမြင်ရတတ်ပါရလာတော့လေသူတစ်ထက်ကြီးတည်လာသည့်ဖော့တာတာညံပင်ကြောက်က ဟင်းတိုးချက်တာနဲ့ကုံသွားတော့သည်မိုးရင်းမှာအထင်းကျောက်ရှာမရနိုင်တာမို့နှွေကလေးကချောင်းယူတရှောင်းတမန်များနှင့်လိုက်ရောက်တော့ကနဆိုချမ်းထင်းစာတွေကိုဝယ်ထားတတ်သည်ကနဆိုသားထင်းချမ်းတွေကိုနှွေကလေးကအသေးချခွဲနေလှမ်းပြီးထင်းစင်နဲ့ထည့်သိမ်းထားတာမို့မိုးရသည် သူများတွေထင်းဆိုများကြောင့်မိကိုဦးချင်းကျမတို့အိမ်မှာတော့မိတောက်ကောင်းသောထင်းတွေနဲ့တတောင်တသားမိဆိုင်နိုင်သည် ။ကျောင်းဆရာမအမေကလည်းညရသည်ကျောင်းပေးပြီဆိုတာနဲ့အိမ်ဘေးနဲ့အိမ်နောက်ဖက်မှာရှိသည့်ကုတ်ကိုပင်သုံးပင်ကို အကိုင်းတွေခြိုင်တော်သည်။အကိုင်းခြိုင်ဖို့လူငားပင်မဲ့လွှဖြင့်ဖြတ်တန်းဖြတ်ဓာနှင့်ပိုင်းနံပိုင်းလောက်ရသည်။ဒီကုတ်ကိုသားထင်းတွေကလည်းတမိုးတော့ကောင်းကောင်းဖူလုံသည်။အဲ့ဒီချိန်တုန်းကကျမတို့ကက်စမီဘိုဆိုတာရှီမန်းအောင်မသိဘူးထင်သည်။ရွာရိုးတလျှောက်တထွားကြော့ကြော့ gas oil ကလေးနှင့် မိကျကက်စတဲ့ဒီဟူအောကကက်စမီချစ်တွေကိုကက်စလိုက်ဖြည့်သူတွေကို မြင်ဘူးဖို့နေတတာကြားတာအောင်မကြားခဲ့ဘူးဘူးထင်သည်ကျောင်းပရက်တွေမှာရန်ကုန်ရှိဦးလေးတော်ရီစီသွားလဲလျင်တွေ့ရသည်လျှက်စစ်မိဖို့ကိုပင်အံ့ဩမခံတော့ပြီခလုတ်ကလေးဖွင့်လိုက်တာနဲ့မိတွေလင်းပြီးပူလာကတမင်းဟင်းတွေချက်၍ရကြောင်းရွာမှတငယ်ချင်းတွေကိုပြောပြတော့ကျမကိုငကြွားဟူအော်၍လှောင်ပြောင်ရီမောကြသည် ရွာမကအဝယ်စားတွေမိဖို့တိုက်ဖို့မိသွေဝယ်သုံးနိုင်သူဟုတ်လာပြီမဟုတ်လားမမှန်ရရ2003ခုနှစ်မှာကလေးတွေကလည်းငင်းအလောက်ကလည်းများသဖြင့်အချိန်ကုန်တက်တာစီရန်ဈေးကြီးပေး၍ကက်စမီဘိုဝယ်သုံးတော့ကျမမေចောင်းဆရာမဟောင်းကမိဖို့ကိုမဖွင့်ရဲပါအမေမသုံးတတ်ဘူးကြောက်တယ်ဟူပြောတော့ရှင်နာနာနှင့်ရီမောခဲ့ရသည်သည်2008ခုနှစ်နာကင်မုံတိုင်းပြီးပြီး ဇာတိရွာကဆွေမျိုးတွေတငယ်ချင်းတွေစီလူရဲတာတွေသွားလို့တော့လောင်စာထင်းနှင်းရေကိစားကအရေးတကြီးဖြစ်နေပြီ။ဟိုတုန်းကလည်းဘာမှ မတူတော့ဘူးတငယ်ချင်းကြီး။သူငငယ်တုန်းကလိုထင်းခွေလိုမရတော့ဘူး။တစ်ပင်တွေနဲ့သွားတော့ထင်းကရှားပြီးဈေးကြီးပေးဝဲသုံးရတယ်။ချောင်းတွေကိုတမန်ပိတ်လိုက်တော့နွေဆိုရင်ချောင်းထဲမှာရေကချင်းမျက်စိလောက်ပဲရှိတော့တယ်။နွေမှာရေကိစားလည်းဒုက္ခသိပ်ရောက်တယ်။အင်းကြီးချင်းလည်းဖြစ်ခဲ့တော့တငယ်ချင်းဟောင်းတယောက်က မျက်နာကို ရှုံမဲ့၍ပြောသည်ထိုရာတွေပျောက်ဆုံးလူလူဖြစ်နေခြင်းကို အလန့်တကြားသတိထားမိသည်အထက်ညာဒေသများသို့ခရီးထွက်တိုင်းတွေ့ရသည်လမ်းဘေးတစ်ဖက်တစ်ချက်မှလွင်တီးကောင်တောင်ကုန်းများကိုလည်းမြင်ရမိသည်ကျမတငယ်ချင်းတူရိုက်ခဲ့သောဓပုံများထဲမှခြုံပုတ်တာတာတစ်ပင်ကလေးတွေသာဟိုတစုဒီတစုတွေ့ရသောပကိုးရိုးမှဆိုရာကြီးကိုလည်းတရေရသည်ကျမအာယုန်ထဲမှာမြင်အောင်ထားခဲ့သောရိုးမှဆိုသောပုံရိပ်က စိတ်ကြီးမြိုင်ကြီးရေကြီးတော်တောင်မဟုတ်လားလွန်ခဲ့သောနှစ်ပေါင်းများစွာကလေးကလူပေါင်းများစွာ၏ရွေချက်မျိုးမျိုးဖြင့်ခုတ်ယူသွန်ဆွဲခြင်းခံခဲ့ရသောတစ်ပင်တော်တောင်များက ပရိသာပင်မဟုတ်လေတော့မျိုးပြက်ကုန်ကြတာအစံတော်လည်းမဟုတ်ပြန်ပါတစားတစားရှားပါသွားသောတစ်ပင်မြင်တိုင်းကျမကိုယ်တိုင်ကြားခဲ့ဘူးသောတစ်တော်ပညာရှင်ကြီးဦးအောင်ဤစကားကိုကြော်ချမ်းစွာကြားရောက်မိသည် တဘာဝအရင်းမြစ်တွေကိုဒီနှုံးအတိုင်းမစင်မခြင်းဆက်ပြီးတုံနေကြမယ်ဆိုရင်တော့ကျွန်တော်တို့တိုင်းပြည်ဟာနောင်ဆယ်နှစ်အတွင်းမှာတောက်ဆရာရေချိုတော်မရှိတော့တဲ့တိုင်းပြည်ဖြစ်သွားလိမ့်မယ်။ထိုစကားကို ကျမကြားခဲ့တာ2006ခုနှစ်ပဝင်းကျင်ကဖြစ်သည်။အဲ့ဒီတုန်းကနောင်ဆယ်နှစ်ဆိုတာကိုလက်ချိုးရည်တွေ့ကြည့်ခဲ့မိသေးသည်။ ျမငငယ်ကပျော်ရွှင်စွာထင်ကောက်ခဲ့သည့်အကြောင်းအမြဲမပြတ်တသွင်သွင်စီစင်းနေသောချောင်းရည်တွေက လွမ်းမောပွဲမြောင်များစွာအကြောင်းပြန်တွေးတန်တာမိလျင်ဖြစ်စီတစုံတဦးနှင့်စကားဆက်မိလျင်ဖြစ်စီကျမတို့ကဆရာကြီးဦးအောင်စကားစီရောက်သွားကအလွန်ကြေးလက်မှနေသူ ဆိုလျင်လျှက်စီမီဘောကက်စမီဘောရာမြင်ဘူးကြတာမဟုတ်ဘူးကျမတို့ငငယ်ကလည်းထင်းကိုပဲလောင်စာဖြစ်တော့ငယ်ရသည် ကျမကထင်းရှားသိကျွမ်းတာလေ။ဘာစကားမှဝေမထောက်ဘဲစိတ်ဝင်တစားနားဆွင့်နေသောဟင်ရီကြောင့်ကျမစကားဆက်လိုက်ပြန်သည်။မြမပြေကထင်းတုံးနဲ့ပြည်သူတွေသာဟော်ရီတုံးလုံးပတ်လက်နေတဲ့သစ်ပင်တွေတကိုင်းကြောက်တွေကိုမြင်သိပျော်ကြမှာပဲလို့ကျမစဉ်းစားမိတယ်။ဒီမှာတော့ဘသူမှ ထင်းလည်းမကောက်ကြဘူးနော်။ကျမစကားကြောင့်ဟင်ရီကအတန်ထွာအောင်ရည်သည် ဒီမှာကအထင်းကိုမီးလင်းဖို့ရှိတဲ့အိမ်တွေမှာစောင်းတွင်မီးလုံဖို့ပဲသုံးကြတာအဲ့ဒီလူတွေကလည်းကိုချံဝင်းထဲကတစ်ပင်ကိုဖြတ်တောက်ပြီးစောင်းတွင်သုံးဖို့ဆုထားကြတာပဲချံဝင်းမရှိလို့တစ်ပင်မရှိတဲ့သူတွေကလည်း Giant Eagle လို့လူသုံးပစ္စည်းရောင်းတဲ့ဆိုင်တွေမှာထင်းဝင်သုံးကြတယ်တော်ရဲထွက်ပြီးထင်းရှာတာမျိုးငါတော့မတွေ့မိပါဘူးကျမသာမြမပြည်ထဲမှာနေပြီးဒီတစ်ပင်တစ်ကိုင်းချောက်တွေကိုတွေ့ရမယ်ဆိုရင်လည ထင်းခတ်ခဲကြောင်ဒုက္ခရောက်နေတဲ့မြန်မာတောနေလူတို့အကြောင်းစဉ်းစားမိတာရောကြောင့်မပျော်နိုင်ဘူးဖြစ်နိုင်ရင်ဒီသစ်ပင်တွေကိုသူတို့အင်ရှေမှာဝုံကနေပုံပေးလိုက်ခြင်း ਨੇ ဒီတစ်ခုစဉ်းစားနေရမှ နောက်တစ်ခုစီ အတွေးရောက်သွားတာကြောင့်ကျမစကားကပြက်တောင်းတောင်းဖြစ်သွားသည်ဒါပေမဲ့ရက်ပိုင်းလပိုင်းသုံးဖို့ထင်းရှာပေးတာထက်တသက်လုံးထင်းလောင်စာတွေမကုန်အောင်စနစ်တကျသုံးဆွဲတဲ့နည်းတွေကိုကြည်ကြဲပြက်ပြက်ပညာပေးနိုင်ရင်ပိုကျိုးရှိမှာပဲ မင်းအဲ့ဒီအကြောင်းစာရေးနိုင်တာပဲ။ဟင်နရီစကားကို ကျမကအင်းဟုတန်ရှိဆွဲပြီးမရေမရာတုံ့ပြန်မိသည်။တစ်ပင်တစ်တော်တွေကိုစောင့်ရှောက်ချစ်ခင်ဖို့အကြောင်းစကားရောက်သွားပြန်တော့ကျမတို့ကတနေရာပြောင်းသွားပြန်သည်။ကျမမိတ်ဆွေ Charles Neiman က Facebook တက္ကသိုလ် Office of International Service မှာ Director တူဖြစ်သည်။သူစနေ Reader Niman ကထိုင်းလန်မှုနှင့်အဆုံးသတ်မိမည်ဖြစ်သည်။ ဖြစ်စစ်လောင်စာ gas လောင်စာမတုံးနိုင်သေးသည့်တန်ပေါင်းများစွာကျေးလက်နေပြည်သူများအတွက် အနာဂတ်လောင်စာနှင့်ရေသုံးဆွဲနိုင်မှုအရင်းမြစ်အကြောင်းစဉ်းစားလိုက်ရင်ကျမငငယ်ကကျမကောက်ခဲ့သောတိကိုင်းချောက်တွေကို လွမ်းလာသလိုရင်ထဲမှာလည်းနာကျင်မောလာသည်ဆောင်းတွင်တော့ကတဲထန်သောနှင်းကြောင့်မျက်စိရှိမြင်သည်မြည်ပြေမှာနှင်းများအတိဖုံးခဲ့သည်ဆောင်းနှောင်းအလွန်နှွေးဦးဝင်စားရက်မှာတော့ တားငယ်ကိုသွားစေခန်းပြစရာရှိသည်နှင့်ကျမမှာ program director henry နှင့်အတူ ကျမတို့အိမ်မှာနိုင်ဝတ်ခန့်ကားမောင်းသွားရသောသွားစေခန်းစီထွက်ခဲ့သည်နှင်းတွင်ပြောသွားပေမဲ့တစ်ပင်တွေကရွံ့လို့မထွက်သေးပဲအယိုးငေါငေါရှိတော့မင်းမြို့တွင် area ကိုကြော်လာသည်နှင့်လမ်းဘေးဘေးတစ်ဖက်တစ်ချက်မှာတစ်ပင်တောတောင်တွင်စက်တိုင်းမြင်လာရသည်အမေရိကမှာဆောင်းတွင်ရက်ကြွေချိန်မှလွဲလျင်း စိမ့်ညို့သောတစ်ပင်တော်ရန်တွေကိုနေရာအနှံတွေ့နိုင်သည်တစ်ပင်တွေကတော့မြမပြေကတစ်ပင်အများစုလိုတစ်မာများဟုတ်ပုံမရပါဆောင်းတွင်တော့ကနှင်းတွေကြီးတာမြင်ခဲ့ရသည့်တစ်တော်အုပ်ကလေးများ၏အောက်ခြေတွင်တစ်ကိုင်းချောက်တွေတုံလုံးပတ်လက်လဲကျနေသည့်တစ်ပင်တွေကအုံယုံမီတချို့ကတော့ဆောင်းတွင်တော့ကတီးထန်သည့်နှင်းများနှင်းမုံနိုင်များကြောင့်ကြိုးကြလဲကျကုန်တာဖြစ်သည်မင်းပါရီတွေ့နေရလား လမ်းဘေးတစ်ဖက်တစ်ချက်ကတစ်ပင်များကိုငေးရင်းနှုတ်ဆက်နေသောကျမကိုကားမောင်းရင်ဟင်ရီကလမ်းမေးသည်။အော်မြေကြီးပေါ်လဲကျနေတဲ့တစ်ပင်ချောက်တွေတိကိုင်းချောက်တွေကိုကြည့်ပြီးကျမရဲ့တိုင်းပြည်ကလူတွေကိုသတိရနေတာပါ။ဟင်ရီကစကားဆက်စီလိုဟန်နဲ့မျက်ခုံးပင်ပြသည်။ကျမတို့နိုင်ငံမှာကျေးလက်နေလူရန်စားက80ရာခိုင်နှုန်းရှိတယ်လေ။အဲ့ဒီ80ရာခိုင်နှုန်းသောလူတွေက လောင်စာအတွက်ထင်းနဲ့ထင်းကဖြစ်တဲ့မိသွေးကိုပဲအားပြုနေကြတယ်။တချို့သိခောင်သော community college တခုတွင်ဂျာမန်ဘာသာပြဆရာမအသက်60ဝန်းကျင် ထိုးစနီးမောင်နှံကမြို့ထဲမှနိုင်ဝက်ခန့်ကမောင်းသွားရသောမျိုးငယ်ကလေးတခုတွင်နေသည်။သူတို့ကမက်လာအတွင် ကြာရောက်သော Easter ဘာသာရေးပွဲတော်ကိုတက်ရောက်ရန်ကျမတို့မိသားစုကိုဖိတ်သည်။ Easter ပွဲအတွက်ဝေးလံသောမိဘရဲ့ထံမပြန်နိုင်သော ပစ်ဘက်တက်ကတော်မှအကြောင်းသားအကြောင်းသူတချို့ကိုလည်းဖိတ်ထားသည်အဲ့ဒီနေ့ကတောင်ကုန်းပြည်ပြည်တစ်ခုပေါ်ရင်ရှိသော Charleston အင်္ဂလီကအလွန်လှပနေသည်ကာလန်ဘော်ရှိအင်ရှိယာထိကုန်းမြင့်ကလေးတိုင်းဖောက်ထားသောလမ်းဘေးတစ်ဖက်တစ်ချက်တွင်အဝါရောင်တွေဥပန်းတွေကအစွမ်းကုန်ပွင့်နေကြသည်ဟော်ရီချုံဘုံမျိုးအစားအဝါရောင်ပန်းတွေကို ရွှေခေါင်းလောင်းပင် Golden Bell လို့အလွယ်တကူခေါ်ကြတယ်သူရဲ့နာမည်အစ်စ်ကတော့ Forsythia တဲ့လေ အရွက်တရွက်မှမမြင်ရပဲရိုးရံအတွင်မှအဝါလွင်လွင်အပွင့်တွင်ပြွတ်သိမ့်ထိုးထွက်နေသောပန်းမင်ကိုလက်ညှို့ညွှန်ရင်း Charles ကရှင်းပြသည်ဒီပန်းကတော့ Walt Disney ကတ်တွန်းကားတွေထဲမှာပန်းမွင့်အလဲနေရာလေးကိုမင်းကလေးမျက်နှာလေးထည့်ပြီးစက်ကောင်လှုပ်ထားတာလीဒီပန်းနာမည်လေးက Duffoldy တဲ့သူကပန်းတစ်မျိုးတည်းကအပွင့်အရွယ်စား၃မျိုးလောက်ကွဲတဲ့အမျိုးတွေရှိတယ် Duffoldy ကလည်းအဝါရောင်လွင်လွင်ပါပဲမြမပြေကငူပန်းရောင်ပေါ့ နှွေဦး၏အေးစိမ့်စိမ့်ရသည်ထဲမှအဝါရောင်လွင်လွင်ပန်းနေကရင်ကိုနှွေထွေးစေသည်ချားလ်စ်ကကျမတို့ကို သူ့၏တရေကကြော်ကျဲသောခြံထဲလိုက်ပြရင်ပါဇက်ကလည်းတွတ်တွတ်ရှင်းပြနေသည်အိမ်နောက်ဖက်ကိုချိုးကွေးလိုက်တော့တစ်တော်အုပ်ကလေးတစ်ခုကိုဘွားကနေတွေးလိုက်ရသည်နှွေရသည်ဆိုဒီတစ်ပင်တွေကြောင့်မြေကြီးပေါ်မှာနေပြမထိုးဘူးနှွေရသည်မှာပွင့်တဲ့ပန်းတွေရဲ့နောက်ဖက်တော့အုပ်ထဲကိုလာတဲ့တမင်ကလေးတွေယုံကလေးတွေ ရှင်ကလေးတွေရဲ့နဲ့ဒီခြံလေးကတိတ်ပျော်စရာကောင်းတယ်။မှန်စာမြင်အောင်ကြည့်ရင်နဲ့တော့ကျမစိတ်ထဲငြိမ်ချမ်းလာသည်။ Ancient Charles A စကားပြောနေသောနှခမ်းတွေက ပြုံးနေသလိုမျက်ဝန်းတွေကလည်းနှူးညံ့နေသည်။သူ့မြေသူ့ခြံအတွက်ခုံယူကျင်နေသော Charles ကသူ့အိမ်နောက်ဖက်တောအုပ်ကလေးအလွန်ကအင်းကြီးချင်းတိန်ကို လက်ညှိုးထိုးပြရင်ပြောသည်။အရင်တစ်ပတ်ကအဲ့ဒီအိမ်ပတ်လည်မှာရှိတဲ့တစ်ပင်လေး၅ပင်ကိုအင်းရှင်တွေကခုတ်လဲလိုက်ကြတယ်လေ။ တစ်ပင်တွေခုတ်လှဲတာမြင်တော့ကျွန်တော်တော်တော်စိတ်ကောင်းဖြစ်ရတယ်။တစ်ပင်တစ်ပင်အဲ့ဒီအရွယ်အထိရောက်ဖို့ဆိုတာလွယ်တာမှမဟုတ်တာဗျာ။သူတို့ကသဘာဝအန္တရာယ်ကြောင့်တစ်ပင်တွေလဲရင်အိမ်ကိုထိခိုက်မိမှာစိုးရယ်နေတူပါတယ်ဗျာ။ဒါပေမဲ့အဲ့ဒီအပင်မျိုးတွေသူ့ဘာသာလဲကြဖို့ဆိုတာ95ရာခိုင်နှုန်းမဖြစ်နိုင်ပါဘူး။တခါတလေကြာရင်လူတွေသဘာဝကိုတမိုးထားထိမ့်သိမ့်မှုထက်လုံခြုံရေးကိုအလေးကဲစဉ်းစားနေကြစိတ်မကောင်းစရာပဲ။ Charles ကတကယ်ပဲဝမ်ပန်တနေပြောနေတာဖြစ်သည်။ကျမကတော့မသိနားမလည်မှုကြောင့်ねလောဘကြောင့်တစ်ပင်တွေဆုံရှုံရတာထက်ဆိုင်ရင်လုံခြုံရေးကိုအလေးကဲစဉ်းစားတာကတော်သေးတာပေါ့ဟုစိတ်ထဲကစင်ကြေကံနေမိတော့လေ။သူ့စကားကိုဖြစ်တယ်လို့ဖြစ်သွားမှဆိုတော့ကြောင့်ငြိမ်နေလိုက်ရသည်။လုံခြုံရေးကို အလေးကဲစဉ်းစားပြီးတစ်ပင်ခုတ်တာကတစ်တော့မပြုံးနိုင်ဘူးလေ။ လူတယောက်အနေနဲ့လူတွေနဲ့ပတ်ဝန်းကျင်သဘာဝအလှတရားကို ခံစားရဖို့နဲ့အဲ့ဒီသဘာဝတရားရဲ့တန်ဖိုးကို အလေးနက်ထားထိမ့်သိမ်းစောင့်ရှောက်တတ်ဖို့ကအသိရေးကြီးတယ်ဟု Charles ကစကားဆက်လိုက်သေးသည်။ဒိုးဇနီးမောင်နှံသိပ်ကိုလုံများပါတယ်။ဒါပေမဲ့နည်းနည်းလေးချိန်ရတာနဲ့ဒိုးကအင်္ဂလိပ်ပတ်ဝန်းကျင်ကိုတာယာအောင်လုပ်တော့တာပဲ။အင်းရှိဥယျာဉ်ထဲမှာရာသီလိုက်ပန်းတွေစိုက်တယ်။ရှိပေးတာပန်းမင်းတွေကိုခွဲပြီးခြံနှံပွားအောင်စိုက်တယ်။ ။အိမ်နောက်ဖက်ကတတော်ကလေးကိုရှင်းပြီးတော့တင့်တော်မယ့်နေရာမှာရှားပါသွားတဲ့တပင်မျိုးတွေရှားဆိုင်တယ်။အဲ့ဒါဟာတို့အတွက်ပျော်ရွှင်မှုပဲ။အသက်ရှည်စေးပဲ။တပင်ပန်းမင်တွေကိုသက်ရှည်သားသမီးလိုချစ်သော Charles E. နူးညံ့သော မျက်ဝန်းများကို ကျမငေးကြည့်နေမိသည်။ကျမတို့တိုင်းပြည်မှာ သူ့လိုလူတွေအများကြီးရှိရင်သိကောင်းပါပဲ။တပင်ချစ်သူတွေဆိုတော့တတော်နဲ့တတော်ရက်ပစ္စည်းကို မဖြစ်မနေအောင်ချနိုင်ရမယ်ဆိုရင်တော့ ရေရှည်တည်တံ့အောင်ဘလို့စနစ်တကျသုံးဆွဲကြမလဲဆိုတာတွေးတောတွက်ချက်၍နီးလန်းရှာကြမှာဖြစ်တယ်။ပြီးတော့လူတဘာဝအတိုင်းကိုချစ်မြတ်နိုးသောအရာကိုတခြားသူပါချစ်မြတ်နိုးတယ်လားအောင် ပြောပြစီရင်ကြမည်။အခု Charles ကကျမတို့ရဲ့ခံစားမှုတွေကို နူးညံ့လာစေသလိုပေါ့။ဒီလိုနည်းနဲ့နှစ်တွေကြာကောင်းကြာမည်ဖြစ်တော်လဲတဘာဝပဝင်းခြင်းရေမြေတောတောင်ကိုချစ်ခင်သူတမိုးထားဆောင်လျှောက်သူတွေတို့ဝါလာမယ်။ တဘာဝကိုချစ်သူများကိုလည်းတဘာဝတရားကကြည်နူးပျော်ရွှင်ရတာများကိုပြန်လည်လက်ဆောင်ပေးလိမ့်မည်ဖြစ်ပါသည်။ကျမတို့ရဲ့တန်ဖိုးဟာ ဟောရီအဆောက်အုံနဲ့အိမ်ကြီးကစက်ကရီယာတွေမဟုတ်ပါဘူး။မြင်သူရဲ့စိတ်ကိုကြည်နူးချမ်းမြေ့စေတဲ့ခြံထဲကတစ်ပင်ပန်းပင်လေးတွေရဲ့နောက်ဖက်ကတောအုပ်ကလေးရဲ့တောအုပ်ထဲမှာအေးအေးလူလူအစာရှာရင်းနားနေတဲ့တရိတ်ဆန်ကလေးတွေကိုမြင်နေရခြင်းရဲ့ ။ရာသီလိုက်ပြောင်းသွားတဲ့ငှက်တန်လေးတွေကိုနားထောင်နေရတာရေပါပဲ။ Charles E. Reader ပြောခဲ့သောစကားတွေကိုလည်းကျမမကြာခဏကြည်နူးစွာသတိရမိတတ်သည်။သူတို့ကသဘာဝတရားကိုချစ်ခင်ထိမ့်သိမ့်လေတော့သဘာဝတရားကလည်းသူတို့ကိုလက်ဆောင်ကောင်းတွေပေးလိုက်သေးသည်။သူတို့ကိုလက်ဆောင်ကောင်းတွေပြန်ပေးလေသည်ပေါ့။ Easter ပွဲတော်မှာပြန်သူတို့ဇနီးမောင်နှံကကျမတို့ကိုပန်းများနှင့်အတူ ပျော်ရွှင်မှုတွေကိုပါလက်ဆောင်ပေးလိုက်ခြင်းဖြစ်သည်။ပန်းတွေပွင့်နေသောပန်းမင်တွေကိုသူတို့နှင့်အတူအမြင့်ပါအောင် တူးကြရတာပျော်စရာကောင်းသည်။အဲ့ဒီပန်းမင်တွေကိုကျမတို့အိမ်နောက်ဖက်ခြံဝန်းထဲမှာ ကောင်းလို့ရရနေရရွေ့ရွေ့ပြန်ဆိုင်တော်လဲပြောရသည်။ကုချန်ထဲမှာပန်းပွင့်နေသောပန်းမင်တွေ ရုတ်တရက်ကြီးရောက်လာတာကိုမြင်ရတာလဲပြောစရာ။အဲ့ဒီပန်းမင်တွေကိုရေလောင်းရတာ။ နောက်နှဲ့နှွေဦးမှာဖဲပုံပဲနေအပွင့်တွေဝေးလာမလဲကြိုတင်မှန်းဆကြည့်ရတာလဲပြောစရာတကယ်တော့တစ်ပင်တွေကို ချစ်ရတာကိုကပြောစရာပင်အဲ့ဒီပျော်ရွှင်မှုတွေကို ကျမချစ်တော်သူတွေကို ဖြန့်ဝေခြင်းပါသည်သည်အလွမ်းနှင်းဆက်ဆက်တွေ့မိသွားသောအပျော်တွေကို ဖြန့်ဝေဖို့စပွဲမှာထိုင်လိုက်စဉ်ကျမကိုပြန်လဲဝေမျှခံလိုက်ရတာကစိတ်မချမ်းမြေပွဲရာတွေဖြစ်နေသည် မြန်မာနိုင်ငံမှာထုကဲသောအပူချိန်အောက်တွင်လူတွေရေရှားပါပြက်လက်မှုကြုံနေရတဲ့စိတ်မကောင်းကြီးစွာဖြစ်နေရင်မှပင် Charles နဲ့ Rita တို့ကိုတရေရမိသွားပြန်သည် ကျမတို့တိုင်းပြည်မှာမတိနားမလည်မှုနဲ့လောဘကြောင့်တစ်ပင်တွေ ဆုံးရှုံးရပြီး ပြည်သူလူထုမှာလောင်စာကိစ္စအပြင် အသက်အန္တရာယ်ကိုပါအချိန်တိုအတွင်းထိခိုက်နိုင်သောရေပြက်လက်မှုဖြစ်ပွားနေသည့်အကြောင်းအင်းကြီးချင်းခုတ်လိုက်သည့်တစ်ပင်၄၅ပင်အတွက် ဝမ်းနေကြရှာသည်သူတို့ဇနီးမောင်နှံကြားလျင်ဘလို့များနေမည်လဲတစ်ပင်တစ်ကန်းချောင်းများကိုမြင်မြင်၍လွမ်းသောအလွမ်းမှစတင်ကပန်းပင်တစ်ပင်တွေစိုက်ပျိုးရ၍ပျော်ရသောအပျော်စီဆက်သွားသောကျမတွေ့သည်ရေပြက်လက်သွားသဖြင့်ဒုက္ခကြီးစွာရောက်နေသူများအတွက်ဝမ်းနေကြေကွဲမှုဖြင့်အဆုံးသတ်ရတော်မည်ဝမ်းနေစိတ်မကောင်းပွဲအခြေအနေမှန်တော်လဲကျမတို့မှအချိန်တွေရှိပါသေးသည်ခနေ့မှစပြီး တစ်ပင်တွေစားဆိုင်ကြမည်ဆိုရင်ဘာမှမထူးတော့ပါဘူးဆိုပြီးခြေပြက်လက်ပြက်နေလိုက်ကြသည်ထက်တော့ပိုကြိုးရှိမှအသေးကြပါသည်အခုချိန်မှာတော့နေ့လယ်နေနေတော့ပူအောင်မှာပဲရေလဲရှားနေတော့ဆိုတော့မျက်နာတက်တဲ့အခါကိုဆိုင်ထားတဲ့တစ်ပင်လေးတွေပေါ်တစ်ချပေါ်နောက်ထပ်ရက်ပိုင်းအတွင်းမိုးရွာတော့မြည်ကိုဆိုင်တဲ့ပင်ကလေးတွေအညွန့်ထောင်လာခြင်းကစားလို့ပျော်ရလိမ့်မည် စိုက်တဲ့သူကကို့ပင်လေးတွေ တဖြည်းဖြည်းကြီးလာတာကိုကြည့်ပြီးပီတိဖြစ်ရမည်။ဒါပေမဲ့နောင်လာနောက်သားတွေကတော့တစ်ပင်တွေကိုချစ်မြတ်နိုးစွာ စိုက်ပျိုးဆောင်ရှောက်ခဲ့တဲ့အတွက်တဘာဝတရားကပြန်ပေးမည်။ကိုစိတ်ငြိမ်းချမ်းခြင်းဆိုသောလက်ဆောင်ကောင်းတွေကိုခံစားကြရမှာဖြစ်သည်။ကျမတို့တွေလက်ဆောင်ကောင်းရလျင်ပြောရသလိုကျမတို့ဤမျိုးဆက်တွေကိုပျော်ခွင့်ပေးကြရအောင်။ ကျမတို့ကိုယ်တိုင်လည်းလက်ဆောင်ပေးရသူဤပီတိကို ခံစားကြရအောင်။ကျမအသက်ကြီးလာခြင်းဇာတိမြေတို့အလဲသွားသည့်အခါကျမငယ်ငယ်ချင်းများဤကလေးတွေကျမငယ်ငယ်ကလိုအေးချမ်းစွာထင်ခွေနေတာကြည်လင်သောချောင်းရည်ပြင်မှလွတ်လပ်ပျော်ရွှင်စွာရေကူးနေကြတာ။တိတ်တီးတိရိပ်ဝါရိပ်များအောင်မှနှာခို၍တန့်စင်သောရေကြီးအေးကိုကြောင်ကြမဲ့တောက်တုံးနေကြတာကိုကြည့်ပြီး PT ဖြင့်ပျော်ရွှင်ခြင်းမသည်သည်ထို PT ကို ခံစားခွင့်ရရန်ကောင်းပါသည်ဟုလည်းမျှော်လင့်မိပါသည် န်းလင်ကအောက်တိုဘာလ2010ဆုံးထိနားဆင်ပေးခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျမတို့နောက်ထပ် audiobook မှာပြန်ဆုံကြမယ်နော်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။